crush ကအခုနောက်ပိုင်း education ဘက်သွားနေတော့ကျတော့ဒါလေးနဲ့ busy ဖြစ်နေတာပေါ့နော် ash ကလည်း life မှာအများကြီးလှုပ်ရှင်နေဆိုတော့လောလောဆယ်တော့ ash ရဲ့ education လေးမှာ focus ပေါ့အချိန်လုံးဝမရှိရတာ ash ကမနဲ့အကြောင်းသွားတယ်အကြောင်းသွားပြီးပြန်လာရင်ပြီးရင်စားလို့တယ်တစ်ခါလေးစားဖို့တောင်မေးတယ်ညကို3နိုင်5နိုင်ထိစားလို့တယ်လှုပ်ရှင်တာတွေကအများကြီးပဲ education အပိုင်းရောပညာရေးအပိုင်းရောဆိုတော့အရှက်လည်း balance လုပ်နေတာပေါ့နော် and so raw ash education ပြီးရင်တကယ်လို့နောက်ပိုင်းကျရင်အဒီအခု ash တို့ရိုက်သွားတဲ့မောက်စုမြောက်ပုံစံ quality movie လေးအဲ့လိုမျိုး offer လေးရိုက်ခင်အဲ့လိုမျိုးဝေရိုက်မှာဘာလို့ရိုက်ချင်တာပေါ့ဟုတ်ကတော့ဒီကြားထဲမှာဒီရုပ်ရှင်ရိုက်ပြီးအဲ Ash လဲအမေရိကကိုပြန်သွားလိုက်တာ Ash ចောင်းလေးတက်နေတာအခုចောင်းတက်ရင်တလန်းပဲ online လုပ်လုပ်နေလို့ Ash ကအဖွားကိုလာတွေ့ရ Ash ကဒီပညာရေးချင်းဒီနေရာမှာ education နေရာမှာတော့ဆက်လုပ်သွားဖို့ရှိရပါတော့။ Ash ကအခု um ဒီရုပ်ရှင်မတိုင်ငယ် advanced aesthetician လေးလောက်ထားတော့ course လေးလောက်ထားတော့အခု advanced aesthetic ကဲ next step က aesthetic injector ဖြစ်ဖို့ပေါ့နော်။အခုကအဲ့ aesthetic injector ဖြစ်ဖို့ထပ်ပြီးတော့ကြောက်တတ်နေ။ဆိုအခုထပ်ပြီးတော့နှစ်နှစ်တက်အောင်ပါပေါ့။ဒါမဲ့အဲ့ကနေ step တစ်ခုပြီးတစ်ခုအများကြီးရှိသေးတယ်။ဟိုအကြီးကြီးပေါ့နော်။ဟိုဒီ industry ရဲ့အကြီးကြီးဆိုအများကြီးလုပ်လို့ရတယ်ဟုတ်ဘယ်ထိ target ထားတာရောဆိုတော့ family nurse practitioner ထိပေါ့နော်အဲ HR ဟိုမှာလဲ ash အကွက်ကို family nurse practitioner ဖြစ်ပေါ်ရင်ကွက်ကိုလဲ um salon နေပါရီ own လုပ်လို့ရတာပေါ့လွမ်းလာဆိုတော့လွမ်းတာပေါ့ ash က acting ကြိုက်တယ် bdi ကိုပြောတယ်ဆိုတော့ လွမ်းနေအဲ offer lash ကိုလာတယ်ဒါပေမဲ့ ash ကလုံးချင်တာတွေကအများကြီးပဲ education အပိုင်းရောပညာရေးအပိုင်းရောဆိုတော့ ash ကလည်း balance လုပ်နေတာပေါ့နော်အဲဆိုတော့ ash education ပြီးရင်တကယ်တော့ပိုင်းကြရင်အဒီအခု ash တို့ရိုက်သွားတဲ့မောက်စုမြေပုံစံ quality movie လေးအဲ့လိုမျိုး offer လေးရိုက်ခင်အဲ့လိုမျိုးဝင်ရိုက်မှာတော့ရိုက်ချင်တာပေါ့ နောက်ပိုင်းတော့ ash တီရုပ်ရှင်ရိုက်ပြနောက်ပိုင်းတော့ရုပ်ရှင်ဘက်ပို့ပြီးတော့ ash ကိုကန်လန်းတာပေါ့နော်အဲအခုနောက်ဆုံးရိုက်သွားတဲ့ဟာလဲ ash ကဟိုကိုပိုင်တကွန်နဲ့ series လေးမပွင့်သိမ့်ကြီးစောနဲ့ရိုက်ထားတဲ့ဟာလေးပေါ့နော်အဲနောက်ပိုင်းလဲ offer လေးလိုမျိုးရုပ်ရှင်ပိုင်းလေးပို့ပြီးတော့သွားတယ်ဟုတ် ash ကပြောမယ်ဆိုရင်ရုပ်ရှင်ကိုပို့ကြိုက်တာပေါ့နော်ငယ်ငယ်တုန်းက ash ကလိုမျိုး art ဝါနာပါတယ် singing လောရဲအဲ့လိုမျိုး acting dancing လောက်တော့ကြတော့ um acting လဲလောရဲဆိုတော့ဒီရုပ်ရှင်ရိုက်ပြီးတော့ပိုင်း ash quad ကိုပို့ပြီးတော့အဲတိုးတက်လာတယ်လို့ထင်ရတယ်ဘယ်လို confidence နေရာကြီးလို့ပါလို့ပေါ့နော် so ရုပ်ရှင် art ကိုတော့ ash ကြိုက်တယ် ash က um ခုနောက်ပိုင်း education ဘက်သွားနေတော့ကြတော့ဒါလေးနဲ့ busy ဖြစ်နေတာပေါ့နော် ash ကလည်း life မှာအများကြီးလှုပ်ရှင်နေဆိုတော့လောလောဆယ်တော့ ash က uh, education လေးမှာ focus ပေါ့ ဟိုမှာကျတော့ offer ရရတာပေါ့နော် modeling offer ရပါလို့ဆိုဒီဒီ movie အတွက်ဆိုတော့ movie လောက်ထားတယ် ash က social media မှာတင်ထားတယ်ဆိုတော့ဒါပေမဲ့ဖြစ်တော့ ash က9ရက်တပတ်မှ9ရက်ကြောင်းသွားရယ်ဆိုတော့မနေ့ညအရန် fast pace ဖြစ်တာပေါ့နော် nursing ကဆိုတော့ free မဖြစ်ဘူးပေါ့ဟိုမှာလည်း modeling မှာပေါ့ဆိုတော့ဟိုအဲ့လိုမျိုး punjabi music video တို့ဘာလို့ရောခေါ်ရယ်ဟုတ် လုတ်တော့လုတ်ချင်တယ်ဒါပေမဲ့ ash ကဟိုအခုနပြောသလိုတခုလုတ်ချင်တယ်ဆိုရင်တခုကိုစွန့်လွတ်ရတယ်ဆိုတော့ ash ကခု studies ပေါ်မှာပဲ focus လုပ်နေအပျော်ရပါ ash တစ်ခေါက်လေးလုတ်ဘူးရနှစ်ခေါက်လောက်လုတ်ဘူးရအပန်ဂျာဘီ music video တွေဆိုတော့အဲတော့ ash ကနာမည်အလူ industry လေးမှာရှိနေတာပေါ့နော်သူတို့ကြားရဲမှာဆိုတော့ ash ပဲလားသူပြတာ artist name ကအဲ့မှာပို့ပုံပဲအ ash warrior ပဲ ash warrior ကိုမှာပဲဟုတ်ကိုနာမည်ပဲတောင်းနေဟာ ဆောင်အဲ့ခါကျတော့ Ashley ကဘယ်လိုလုပ်လို့လဲအရင်ကအဲ့လိုမျိုးအမ် music video လေးလုပ်ခဲ့တာပေါ့နော်သူ YouTube မှာတက်သွားတဲ့ဟာတို့ပါတော့ပြီးရင်ရေတော့ကလည်းငငယ်တော့ကဆို runway စခဲ့တယ်လေအဲ့ဒါလေးလည်းလုပ်ခဲ့တာပေါ့ဟုတ် Ash ကတော့အခုကဟိုလုံးဝအဲချိန်လုံးဝမရှိတော့တာ Ash ကမနေ့ကြောင်းသွားတယ်ကြောင်းသွားပြီးပြန်လာပြီးရင်စလုပ်တယ်တစ်ခါလေးစဖို့တောင်မေးတယ်ညဟိုအဲ့လိုမျိုး3နိုင်5နိုင်ထိစလုပ်တယ် ဘယ်လောက်ထိ busy ဖြစ်တယ်ဘော nursing ဟိုမှာ nursing အဲကလည်းတော်တော်ခက်တယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ Ash ကလုံးဝဒီပညာရေးတဲ့ကိုပဲ devote လုပ်လိုက်တော့ကြတော့ Ash တော့ concentration အတီးဒီမှာပဲဆိုတော့လေအဲခက်ခဲကိုလည်းကိုယ်တိုင်ဒါငါလောက်ရမှာပဲဆိုပြီးတော့ကြော်လန်းတာပေါ့ဟုတ် Ash တော့အဲ့မှာနှစ်ပတ်တစ်ခါ exam ရှိရဲအခုလည်း online မှာနှစ်ပတ်တစ်ခါရှိရဲနောက်ပတ်ကို final exam ရှိရဲ ash ကပေးချောင်းပေးထားတဲ့ resources တွေကိုအပြည့်သုံးတယ် ash မသုံးတဲ့ resources မရှိဘူး ash ကအဲ့လိုမျိုး perfectionist ဆိုတော့လေရှိသမျှပေးတဲ့ဟာတွေအလုံးချက်တယ် great လဲရအောင်ကောင်းကောင်းလေးယူတာပေါ့အခုချိန်ကတော့ပညာရေးဘက်ပဲစိတ်ကဟိုရှိနေပါဘောနော် ash က busy လဲဖြစ်နေတယ်ဟို break တော့တိတ်မရဘူးပေါ့နော်အခုလဲ ash ဒီကိုရောက်လာတော့ online လုပ်လို့ရလို့အခုဒီ interview မတိုင်ခင်ကိုစာလေးလုပ်လုပ်ပြီးတော့ရောက်လာတာ ဆိုတော့ဆက်တိုက်တော့စာလုံးနေရတယ်ဟုတ် so, nursing ကအများကြီးရှိတယ်ဘောနော nurse advanced aesthetic လည်းရှိတယ် ash က aesthetic advanced aesthetician kit ဟာရောကြတော့ aesthetic ပိုင်းမှာပေါ့နော် aesthetic injector လုံးမှာပေါ့ botox တို့ဘာလို့ပေါ့ခုကတော့ ash က daily life ကတော့ studies ပေါ့နော်မနေ့နေ့ညတစ်ချိန်လုံး studies လုပ်နေတာဆိုတော့အလောလောဆယ်ရော studies ဒါမဲ့ have the chance ရခဲ့ရင်ကျောင်းပြီးတာပဲဖြစ်ဖြစ် ash အမှုပညာဘက်ကို offer လေးရခဲ့ရင်ပြန်ပြီးတော့ ဝင်နာတို့ဘာတို့တော့လောက်ဖြစ်မှာပေါ့ဟုတ်ကဲ့ပါ ash ကဒီမောင်စုံမြေရုပ်ရှင်ပြီးရတယ် ash ကစာဘက်ကိုဝင်သွားတော့ကြတော့စာနဲ့ပဲ busy ဖြစ်နေတာပါ အဲအခုဒီကိုရောက်တုံးလေးပဲအဲကို family business အတွက်ဒီမပွဲလေးပါလေး create လုပ်တာတို့ပါတို့အခုဆိုနောက်ပတ်ဆိုရင်နောက်ပြန်သွားနေ bash ကိုအဲ mouse မြာအတွက် support လုပ်ခဲ့တဲ့ဟာလေးအားလုံးအများကြီးလွမ်းပါတယ် thank you လည်းပြောချင်တယ်အဲ့တုန်းက ash ကိုရုပ်ရှင်အတွက်အများကြီး support လုပ်ခဲ့တဲ့အတွက်ပြီးရင်အခု ash ကဒယ်လီကော်နာလေးမှာလည်းအဲပွဲလေးပွဲလေးလုပ်နေတယ်ဆိုတော့ပြည်သက်ကြီးကိုဒီကနေပဲဖိတ်ခေါ်လိုက်ပါတယ်